အတျောက်မှောင်မဲနေတဲ့ပတ်ဝန်းကျင်တစ်ခုမှာရောက်နေပြီးတော့ရင်မက်ကနာကျင်မှုကရန်ဆိုးအားလာနေခဲ့ပါတယ်။အဲနာမှာတော့ရင်မက်တစ်ခုလုံးပေါက်ထွက်သွားခဲ့ပြီးတော့အထဲကနေမျက်လုံးနီးရဲတွေနဲ့အရေးလူသားဝါတကောင်ကထွက်လာခဲ့ကဒါရှာရဲ့လာနိုးပေးမှုကြောင့်အိမ်မက်ကနေလန်နိုးလာခဲ့ပါတော့တယ်။ဒါရှာအာကိုအမြန်ထပြီးတော့မနက်စာစားဖို့ပြောနေပေမယ့်အာကတော့အပြင်းကြီးပြီးတော့မထားကျင်သေးပါဘူး။ဒါကြောင့်ဒါရှာညစ်ပတ်လိုက်တာဘာကောင်ကြီးမှမသိဘူးလို့ပြောနေခဲ့ပြီးတော့အာကလည်းနေရာနဲ့မဲဒူစာကြီးကြားနေရပဲလို့ပြန်ဖဲ့လိုက်ပါတယ်။ အပြင်ဘက်မှာတော့ဘီရင်အယ်ဒူဝင်ကကပီးတော်ဗီဗီယွန်ကိုအတ်လိုလူသားတယောက်ကိုအီလီနွိုင်းအတိုင်းမီမှာလက်ခံမထားဖို့အတွက်ပြောနေခဲ့ပါတယ်။ပြီးတော့ဘာကြောင့်မလို့အတ်ကိုခေါ်ထားခြင်းရလဲလို့မေးလိုက်တော့ဗီဗီယန်ဒီကောင်လေးကိုငါသဘောကျလို့ပဲလို့ပြောလိုက်ပြီးအယ်ဒူဝင်ကတော့ချက်ချင်းမောင်းထုတ်ပြဖို့ပြောနေခဲ့ကဒါကိုကြားလိုက်တဲ့တာရှာကအတ်ရဲ့ဘက်ကနေဝေပြောပေးခဲ့ပါတယ်။ဒိုနဲ့မိသားစုချင်းစကားတွေများတော့မှာတော့ဗီဗီယွန်ကတားလိုက်ပြီးတော့သွားမဲ့ခီကိုဆက်ခဲ့ကြပါတယ်။သူတို့ကဗီဗီယွန်ရဲ့ဒူးစားနဲ့မိတ်ဆွေတယောက်စီကိုအတ်ရဲ့အရေးကြောင်သွားနေကြတာဖြစ်ပြီးတော့အတ်ကဗီဗီယွန်ကိုအဖိုးတယောက်လို့ခင်တွယ်လို့နေခဲ့ပါတယ်။ ဒါရှာလည်းအတ်ပေါ်မှာမှီအိတ်နေပြီးတော့ဗီဗီယွန်ကဒါရှာကြောင့်ပြောပြနေခဲ့ကဒါရှာအတိုင်းမီရေးရာကိုဆက်ခံမအောင်မလို့လားပဲတသက်လုံးအထီးကျန်နေရမဲ့လောက်ရတွေကိုလုံနေခဲ့တယ်လို့ပြောပြနေပါတယ်။အီလီနိုင်းပြည်မှာကဒါရှာကိုကလေးကားဆလူကြီးဆုံးမင်းမီတယောက်ဖြစ်တာကြောင့်အပေါ်ယံဆက်ဆံနေကြတဲ့အကြောင်းကိုပြောပြလိုက်ပြီးအာကတော့ဒါရှာတယောက်သူ့ကိုမင်းသမီးလေးလို့မခေါ်စေချင်တဲ့အကြောင်းကိုနားလည်သွားခဲ့ပါတယ်။ဗီဗီယွန်ကဒါရှာမင်းနဲ့ဆိုရင်တစ်ချိန်လုံးပြုံးနေတော့တာပဲလို့ပြောပြလိုက်ပြီးဒါရှာခုလိုပြုံးနေတာကိုမမြင်ရတာနှစ်တွင်နဲ့ချီပြီးတော့ကြာနေခဲ့ပြီလို့ပြောပြခဲ့ပါတယ်။ တို့နဲ့ခဏကြာမှာတော့ရထလုံးကရက်သွားခဲ့ပြီးတော့တို့တွေလည်းထူးဆန်းတဲ့နေရာတစ်ခုကိုရောက်လာခဲ့ကြပါတယ်။အက်ကတော့ဘီဟောင်းတစ်ပါးပြတဲ့ VVN နောင်တကူတကလာတွေ့ရတဲ့သူကဘသူပါလိမ့်လို့တွေးနေခဲ့ပြီးတော့အဲ့ချိန် VVN ကတကားကိုကန်ဖွင့်လိုက်ရင်အထဲကဆုံးမကြီးထွက်ခဲ့ဟာဧည့်သည်တွေပါတယ်လို့អော်နေခဲ့ပါတယ်။အဲဒါကြောင့်ထဲကဆုံးမကြီးကထွက်လာခဲ့ပြီးတော့စောက်ဖိုးကြီးអော်မနီနဲ့ဟဲ့ငါနားမလေးသေးဘူးလို့ပြောကာထွက်လာခဲ့ပါတော့တယ်။ဗီဗီယံကဆုံးဖွားကြီးကိုရီနီယာဒါကန်ဆမ်မဲလို့မိတ်ဆက်ပေးနေခဲ့ပြီးတော့သူမထူးခြားတဲ့အစွမ်းတွေပိုင်းနဲ့မော်ရှာမတယောက်ဖြစ်တယ်လို့ပြောပြခဲ့ပါတယ် ။အကလည်းအဖွားကြီးရီနီယာကိုတွေ့ရတာဝမ်းသာပါတယ်လို့ပြောလိုက်ပြီးအဖွားတော့အထဲကိုမြန်မြန်ဝင်လာခဲ့ကြတော့လို့ပြန်ပြောလိုက်ပါတယ်။အိမ်ထဲမှာတော့စာအုပ်တွေကနေရာတကာမှာပြည့်နေပြီးတော့အကတကယ်ဟောဆွမ်းအကြီးရဲ့လားလို့တွေးနေခဲ့ကအဖိုးပြောတာတော့အဖွားကကျွန်တော်မိဘတွေနဲ့ဆက်သွယ်ပေးနိုင်တဲ့မန်တန်ကိုလုံပေးနိုင်တယ်ဆိုတာတကယ်ပဲလားလို့မေးလိုက်ပါတယ်။အဖွားတော့သူကအရင်ကနတ်ဖျားမတပားလို့နာမည်ကြီးခဲ့တဲ့အကြောင်းပြောပြခဲ့ပြီးတော့သူကအာဒီရဲ့အတိတ်နဲ့အနာဂတ်ကိုမြင်နေရတယ်လို့ပြောပြခဲ့ကမိဘတွေကိုဒီမှာနေရတာအဆင်ပြေနေတဲ့အကြောင်းသိစေချင်တာမလားလို့မေးလိုက်ပါတယ် အကဟုတ်တယ်လို့ပြန်ပြောတာကြောင့်အဖွားကရေစလုံးထဲကိုစားကြည့်ခိုင်းပြီးအဖေနဲ့မေရဲ့ပုံစိတ်ထဲမှာအသေးစိတ်ပုံဖော်နေဖို့ပြောလိုက်ပါတယ်။သူတို့နှစ်ယောက်ကမျက်ရည်တွေကျနေခဲ့ကြပြီးတော့အဲ့ဒီချိန်မှာအားတည်းအတန်းကထွက်လာခဲ့ကအဖေနဲ့မေကျွန်တော်ဒီမှာပါလို့ပြောလိုက်ပါတယ်။သူကခုအလီနွိုင်းအပြီမှာနတ်တငယ်တွေနဲ့အတူဘေးကင်းကင်းရှိနေတဲ့အကြောင်းကိုပြောပြလိုက်ပြီးတော့ချက်ချင်းပြန်လာခြင်းမမဲ့ခန္ဓာကိုယ်ကထူးဆန်းတဲ့ယောဂါတစ်ခုဖြစ်နေတာကြောင့်ကုသပြီးတော့မှပဲကျန်တဲ့မမနဲ့ပြန်လာခဲ့မဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ ဒါတော့မိဘနှစ်ပါးလည်းပျော်သွားခဲ့ကြပြီးတော့အကနှစ်ယောက်စလုံးကိုကိုကိုအပြစ်မတင်ကြဘူးနဲ့သူလုံးတင်လှုပ်ထိုက်တာကိုလှုပ်လိုက်တာဖြစ်တဲ့အကြောင်းပြောပြီးတော့နှစ်သိမ့်ပေးနေခဲ့ပါတယ်။သူက Alice နဲ့ Reynolds တို့ကို Gyuside ဖို့နဲ့ကျန်းကျန်းမာမာနေဖို့အတွက်မှားနေခဲ့ပြီးတော့အိုင်နောက်တော့ဖုန်းချလိုက်ပါတယ်။အဲမဟုတ်ပါဘူး။မော်ချလိုက်ပါတယ်။အကက Vivian ကိုတပည့်ဖြစ်တဲ့လက်ခံပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။နန်းတော်ထဲမှာတော့ခုထိဘီင်းကအကကိုလက်မခံနိုင်ဖြစ်နေတာကြောင့်တာရှားနားချပေးနေခဲ့ပါတယ်။အကသူရဲ့အသက်ကိုကယ်ပေးထားကျေးဇူးရှင်ဖြစ်တဲ့အတွက်ဒီတိုင်းမောင်းထုံးလိုက်တဲ့နတ်ငယ်တွေကလူသားရည်နဲ့အစင်တိုင်းကြီးတူသွားလိမ့်မယ်လို့ပြောလိုက်ပြီး ဘင်းကလက်ခံလိုက်ကတကယ်လို့ဇိုးဝါတဲ့ကိစ္စတွေဖြစ်လာခဲ့ရင်တော့လို့ပြောလိုက်တာကြောင့်တာရှာမျက်စောင်းထိုးပြလိုက်ပါတယ်ဗီဗီယွန်ကလည်းအက်ကိုသူ့ရဲ့တပည့်ဖြစ်တဲ့လက်ခံထားတဲ့အကြောင်းတတိုင်းမီလုံးကိုချိန်ညာလိုက်ဖို့အတွက်ပြောနေခဲ့ပြီးတခູ່သာဖြစ်ခဲ့ရင်သူကုံလုံးကိုတောင်းယူမယ်လို့အာမခံပေးလိုက်ပါတယ်အားကြောင့်ဘင်းကြီးလည်းလက်ခံလိုက်ရပြီးတော့အက်ကိုတောင်းမှန်လိုက်ကသူကဘင်းတစ်ပါးဖြစ်တာကြောင့်မောင်းမမဆက်ဆံပြီးသွားတယ်လို့ပြောလိုက်ပါတယ်အက်ကသူ့ဖေရဲ့တပည့်ဖြစ်သွားပြီးဖြစ်တာကြောင့်အယ်လီနွားယားကနေကြိုးဆိုပါတယ်လို့နှွေးထွေးထွေးပြောလိုက်ပြီးတော့ဘင်းမာကြီးကလည်းတောင်းမှန်တာကိုလက်ခံပြီးကိုရင်ကိုရလို့လက်ခံပေးဖို့တောင်းဆိုလိုက်တော့တာပါ အဲကတော့ချက်ချင်းကိုပြောင်းလဲသွားတဲ့အပြုမူတွေကိုကြည့်ကအန်အောနေခဲ့ပြီးတော့တာရှာနဲ့ဗီဗီယွန်တို့ကြောင့်ဆရာကိုတီးသွားတဲ့အတွက်ဒီနိုင်ငံဘီရင်ကမိမောက်လဲကြောက်တမီယူလဲမနိုင်ဖေယိုဘာကြောက်နေရလို့တွေးပြီးတော့သဘောတွေကျနေခဲ့ပါတယ်အချိန်တာရှာကသူမောက်အပြင်မှာအန်နဲ့အတူတူထွတ်ဆော့ခွင့်ပေးဖို့တောင်းဆိုလိုက်ပြီးတော့ဘီရင်တို့ကလည်းခွင့်ပြုပေးလိုက်ကြပါတယ်အဲလိုနဲ့အက်လဲနတ်တငယ်တွေရဲ့ရွာတွေကိုတာရှာနဲ့ဒူထွက်လာခဲ့ပြီးတော့နှစ်ယောက်သားလော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 နဲ့ပြေးလာကြရင်နတ်တငယ်တကောင်နဲ့တိုက်မိသွားခဲ့ပါတယ်အဲနတ်တငယ်ကောင်လေးကအက်ကိုငါမှလူသားဗတိယတွေကတ်ကုန်ပြီဘီရင်နဲ့ဗီဗီယွန်တို့က မင်းကိုလက်ခံရကြမယ်ဒီတိုင်းမိကမင်းလိုကောင်းလေးတော့မဟုတ်ဘူးလို့ပြောလိုက်ပါလေပြီးတော့တခြားကလေးတွေကပါဝိုင်းပြီးတော့ပြောလာကြပြီးအဲဒီကောင်လေးကသူ့နာမည် favorite eversa လို့ပြောလိုက်ကမင်းသမီးလေးကိုကျွန်တော်မျိုးလိုက်ဖို့ပြစီလို့လက်ကမ်းပေးလိုက်ပါလေဒါမဲ့မင်းတို့လိုပဲအငင်းခံလိုက်ရတာပေါ့အက်ကတော့အာအရှင်က favorite eversa လားမြင်းမြလာတဲ့အရှင်ရဲ့ကျွန်တော်မျိုးမသိလို့ပါလို့အရွက်တိုက်ပြီးတော့ထွက်သွားဖို့လုပ်ပေမဲ့ favorite ကစိတ်တူသွားတာကြောင့်ဟဲ့ကောင်မင်းကိုငားနဲ့စီးချင်းလို့ဆိန်ခေါ်တယ်လို့ပြောလိုက်ပါတော့လေ အားကြောင့်တာရှားဘင်ဟောင်းတစ်ပါးကိုတိုင်းလေ့ကျင့်ပေးထားတဲ့သူကိုစိန်ခေါ်ရဲနေတာကိုသိခါကိုချနေရလားလို့ပြောပြလိုက်ပြီးဖေဗရီကတော့အဲ့ဒါကြောင့်ပဲတိုက်ခိုက်ချင်တာလေးလို့ပြောကာအက်ကိုစိန်ခေါ်တော်လက်ခံပါသလားလို့မေးလိုက်ပါတော့တယ်အက်ကတော့ငါလကွီးနိုင်ငံကွာတစ်ချိန်လုံးချချင်နေကြတယ်လီးပဲလို့တွေးလိုက်ပြီးတော့တိုက်ခိုက်ဖို့လက်ခံလိုက်ပါတော့တယ်အဲ့လိုနဲ့သူတို့ညောင်းရဲမှာစီးရင်ထိုးပွဲကြီးကစားတင်လာပြီးတော့အားချောင်းနဲ့ဖေဗရီလည်းအက်ရဲ့လက်သီးတသားလေးနဲ့လင်း၅ခွက်လောက်ဂျုံးပြန်ပြီးတော့မှောက်သွားခဲ့ရပါတယ်ဒါကြောင့်တာရှားအက်ကိုဆွဲခေါ်ကထွက်လာခဲ့ကြပြီး ။နေရာသားတူတူစားကြည့်လိုက်ကိုသွားကမုံတူစားတာတွေလောက်ခဲ့ကြပါလိမ့်။ပြောရရင်တော့ညီလေးတို့ဒီသက်မလုံးနိုင်မဲ့ဟာတွေပေါ့ကွာ။ကဲဒီလိုနဲ့သူတို့တွေကနေရာတစ်ခုမှာထိုင်နေကြပြီးတော့တာရှားစကားတွေပြောနေပြီးမယ်။အက်ကာတော့စိတ်ပါမနေခဲ့ပေါ့။သူကမနဲ့ပြန်စားတော့မဲ့လေးချင်းကန်ချောင်းကိုတွေးနေခဲ့ပြီးဒီလေးချင်းကန်တားပြင်းထန်တယ်လို့ VBM ကပြောထားတာကိုသတိရနေခဲ့ပါလိမ့်။ဒီတိုင်းမှာနေရတာတာမန်လူသားတယောက်ဖြစ်တဲ့အတွက်အရန်ကိုစိုးရားလိမ့်မယ်လို့ပြောပြခဲ့ပြီးတော့နောက်ဆုံးဒီတီးခံတောင်းခံနိုင်ခဲ့ရင်တော့ကြီးမားတဲ့စွမ်းအားကြီးတစ်ခုကိုရလိမ့်မယ်လို့ VBM ကပြောခဲ့ပါလိမ့်။ အကဒီမာနေရသမျှကာလာဘလုံးကောင်းဆုံးစူးစမ်းသွားမယ်လို့တာရှာကိုပြောနေပြီးသူ့ရဲ့အနာဂတ်ကိုလည်းသူကိုယ်တိုင်ပဲရေးမယ်လို့ပြောနေခဲ့ပါတယ်။ဒိုနဲ့နောက်နေရောက်တဲ့အခါမှာတော့အက်နဲ့ဗီဗီယွန်တို့ရဲ့လေးချင်ကစတင်လာခဲ့ပြီးတော့ဒီပိုင်းလေးကဒီမာခေတ္တခဏရနာထားခဲ့ပါတော့တယ်။အက်တယောက်အယ်လီနွားရဲ့မှာနေလာခဲ့တာတော့ကြာလာခဲ့ပါပြီ။ပြင်းအီအဒူဝင်နဲ့ဗီမာတို့ကအစည်းအဝေးရှိတာကြောင့်ထွက်သွားခဲ့ကြပြီးတော့တာရှာအက်ကိုသူမလှုပ်ထားတဲ့ဟမ်ဘာဂါတစ်လုံးကျွေးနေခဲ့ကမိမလာလေးတယောက်လှုပ်ပေးထားတဲ့ဟမ်ဘာဂါကိုစားတာနင်တော်လေးကန်ကောင်းတယ်လို့ပြောလိုက်ပါတယ်။အဲလိုနဲ့အက်ကဟမ်ဘာဂါကိုတကိုက်ကိုက်လိုက်ပြီးတော့ သူကိုသူများမိမလာလေးတဲ့အော်အော်ဆိုပြီးတော့စားနေခဲ့ပါတယ်။သူတို့နှစ်ယောက်က VPN လေးချင်းပေးမှုအောက်မှာတိုက်ခိုက်နေခဲ့ကြပြီးတော့နှစ်ယောက်ဆုံးကဒူးကျွန်လွန်လာကြောင့် VPN ကနောက်တစ်ဆင့်ထပ်ပြီးတော့တက်ပေးရတော့မှာပဲလို့ပြောနေခဲ့ပါတယ်။သူကဓာတ်တိုင်းလေးချင်းမျိုးမော်နေတာရှာနဲ့အတုကိုမော်ပညာကျောင်းစာတင်ပေးနေခဲ့ပြီးရေမြင်လေးမိတဲ့ကဘယ်ဒရက်ဆွမ်းအကိုသုံးနိုင်မဲဆိုတာကတော့မျိုးယုံနဲ့ပဲတတ်ဆိုင်တယ်လို့ပြောပြနေပါတယ်။ဥမာဖြင့်နတ်ငယ်တွေကလေးဆွမ်းအကိုပိုင်ဆိုင်နိုင်ကြပြီးတော့ draft တွေကတော့ရေဆွမ်းနဲ့မြေဆွမ်းအကိုပိုင်ဆိုင်ထားကြသလို လူသားတွေကလည်းရင်းမြေလီမိဓာတ်ကြီးလေးပါစလုံးကိုသုံးနိုင်ကြပါတယ်။ဒါမဲ့တယောက်ကိုတစ်မျိုးစီပဲသုံးနိုင်ကြတာဖြစ်ပြီးတော့ဒီမာရီဖတ်ကြီးထဲမှာအကုန်လုံးကိုသုံးနိုင်တာဆိုလို့နေထူးနိုင်တဲ့အန်ကင်မူတို့လိုဆရာကြီးနှစ်ယောက်ပဲရှိတယ်လို့ပြောပြလိုက်ပါတယ်။အဲဒီမှာတာရှာတော့အက်ကဘာလို့သူတို့လိုမော်ဆွမ်းကိုသုံးပြီးတော့ခန္ဓာကိုယ်မလေးကျင့်တာလဲလို့မေးလိုက်ပါတယ်။အဲကြောင့်ဗီဗွန်ကအက်ကသူများရင်ထဲမှာတူပဲအားနေနေလို့လို့ပြောပြလိုက်ပါတယ်။အဲဒီကမန်နာလန်းချောင်းထဲမှာတားရဲတကောင်ကရှိနေခဲ့ပါတယ်။အဲတားရဲကောင်အသိစိတ်ကြောင့်မန်နာလန်းချောင်းနဲ့ခန္ဓာကိုယ်ညှိတဲ့နေရာမှာပြက်စီးနေတာဖြစ်တယ်လို့ပြောပြလိုက်ပြီးတော့အဲဒါကြောင့်အက်က နာကျင်နေရတာလို့ပြောပြခဲ့ပါတယ်။ပရိသတ်တို့နားလည်ကြတော့မသိပေမဲ့ကျွန်တော်တော့နားမလည်ပါဘူး။သူတို့ပြောသလိုပေါ့ဗျာ။ဆိုတော့ဇလန်းကိုဆက်ပြောရရင်အတီးရဲ့မန်နာလန်းချောင်းနဲ့ခန္ဓာကိုယ်သေးတာချိတ်ဆက်ပေးရမယ်လို့ VV1 ကပြောပြခဲ့ပါတယ်။နတ်တငယ်တွေကအသက်၁၀နှစ်မှစွမ်းအားတွေနိုးထလာရင်ပါရမီပါတယ်စွမ်းအားကြီးတယ်လို့ပြောတတ်ကြပြီးဒါရှားတော့အသက်၉နှစ်ထဲနဲ့နိုးထလာခဲ့တာဖြစ်ပါတယ်။အဲ့ချိန်တည်းကသူမအာတနေတူလေ့ကျင့်နေခဲ့တာကြောင့်ခုချိန်မှာတော့မော်စွမ်းကိုအတော်တန်၃နိုင်နေပြီဆိုပေမဲ့အဲ့ကတော့အခုမှကိုရဲကတားရဲစိတ်ကိုနှိုးဆွပေးရမှာဖြစ်ပါတယ်။ တကယ်လို့အောင်မြင်သွားရင်တော့အက်ကရင်မက်အောင်နာကိုခံစားတော့မှာမဟုတ်ပဲဘီးစတာမာလို့ခေါ်တဲ့တားရဲ့ထင်းချောင်းသူတယောက်ဖြစ်လာမှာဖြစ်ပါတယ်ဒီလိုနဲ့အစီရင်ကိုစတင်ခဲ့ကြပါတယ်အားတည်းရင်မက်ကိုဗီဗီယွန်ကထိလိုက်ပြီးတော့မန်နာလန်းချောင်းကိုမိကြီးပေးလိုက်ပါတယ်အဲဒီမှာအက်ကပူလောင်လုံးလုံးအော်ဟင်းနေခဲ့ပြီးတော့သူ့ရဲ့ရင်မက်ကတားရဲ့ကောင်ပုံစံလင်းလက်လို့လာခဲ့ကဗီဗီယွန်နဲ့တာရှာတို့လည်းလွင့်ထွက်ကုန်ကြပါတယ်ဒုနဲ့ခနာကြတဲ့နောက်မှာတော့အက်ကသတိလစ်သွားခဲ့ပြီးတာရှာနဲ့ဗီဗီယွန်တို့ကနန်းတော်ကိုပြန်ခေါ်သွားပြီးခဲ့ကြပါတော့တယ်အားတည်းပြန်လို့လာတဲ့ခါမှာတော့ဗီဗီယွန်က ကိုရင်းထဲကတားရဲနဲ့ယင်းနီးနေပြီလားလို့မေးလိုက်ပြီးအဲကလည်းဟုတ်တယ်လို့ပြန်ဖြေခဲ့ကသူမကနဂါးတကောင်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။အဲစကားကိုကြားတဲ့အခါမှာတော့ VVN ကလန့်သွားခဲ့ပြီးတော့မေုံကြီးတိုင်းတွင်ဖြစ်နေခဲ့ကကိုရင်းထဲကတားရဲကနဂါးဆိုတာကိုသိသွားရင်မလိုအပ်တဲ့ပြဿနာတွေဖြစ်လာမှာဆိုတာကြောင့်ဘသူကမှပြောမပြဘူးမှားထားလိုက်ပါတယ်။အဲဒါမှာတော့ VVN က add အိမ်ပြန်မှုအမိန့်ကနောက်ထပ်လေးလာကြရင်ကြာလာတော့မယ်လို့ပြောပြလိုက်ပါတယ်။ဒါအောင်ကြတော့အက်ကကြောင်သွားပြီးတော့နောက်ထပ်နှစ်နှစ်လောက်နေရအောင်မယ်လို့ထင်နေတာလို့ပြောလိုက်ပေမဲ့ VVN ကနောက်လေးလာနေလို့ရှိရင်လူသားတွေနဲ့တားထားတဲ့စီးက လူငယ်ရင်ကျေးမှုပွဲကြောင့်ဂိတ်ခနဖွင့်ထားမှာဖြစ်တဲ့အတွက်ပြန်လို့ရတယ်လို့ပြောပြလိုက်ပါတယ်။အက်ကအင်ကိုလည်းပြန်ချင်ပေမဲ့နတ်ငယ်တိုင်းပြီကတာရှာတို့လည်းတန်အောင်စင်ရှိသွားတာကြောင့်စိတ်နှကူကလွန်ဆွဲဒွန်တွဲနေခဲ့ပြီးဗီဗီယွန်ကတော့နောက်ရက်ကနေစပြီးတော့မင်းကိုပုံမပြင်းထန်တဲ့လေးချင်ကန်တွေပြီးတော့မယ်လို့ပြောလိုက်ပါတယ်။အက်ကဒီအကြောင်းတာရှာကိုပြောပြီးသွားပြီလားလို့မေးလိုက်တော့ဗီဗီယွန်ကသူလည်းတီးပြီးလောက်ပါပြီလို့ပြောလိုက်ပြီးတစ်ဖက်ကတာရှာကတော့စိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။အဲဒီညမှာတော့အက်ကအိမ်ပြန်တော့မှမလို့ဝမ်းနေနေပြီး ဘေးနာကဆေဗီယာရဲ့ဥကလှုပ်စီလှုပ်စီဖြစ်လာခဲ့ကအထဲကနေချစ်စရာကောင်းတဲ့ငကားတကောင်ပေါက်ဖွားလို့လာခဲ့ပါတယ်။အက်ကလည်းငကားပေါက်လေးကိုကိုင်ကြည့်နေတော့ငကားလေးကလက်ကိုကိုက်ပြလိုက်ပြီးအာတီရဲ့ခေါင်းထဲမှာတစ်ချိန်လုံးစကားပြောနေခဲ့တာသူဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။အမေဖြစ်သူဆေဗီယာနဲ့နာမည်တူအောင်အက်ကငကားပေါက်လေးကိုဆေဗီလို့နာမည်ပေးလိုက်ပါတယ်။ဆေဗီယာလည်းအဲ့နာမည်လေးကိုသဘောကျနေခဲ့ပြီးတော့ဆေဗီကိုက်လိုက်လို့ဖြစ်လာတဲ့အမှတ်လေးမှာအဓိပ္ပာယ်တစ်ခုတော့ရှိရမယ်လို့တွေးနေခဲ့ပါတယ်။အဲ့နောက်တော့အသက်ရှင်နေလေးနဲ့ကလေးဖေးဖြစ်လာတဲ့သူ့ကိုသူအံ့ဩနေခဲ့ပြီးတော့ အဖေနဲ့မိနဲ့သာတီသွားရင်အံဩသွားကြတော့မှာပဲလို့တွေးကအိပ်ပြလိုက်ပါတော့တယ်။နောက်နေ့မနက်မိုးလင်းလို့တာရှာအခန်းထဲဝင်လာတဲ့ခါမှာတော့ဂရင်းမမရှိနေတဲ့ငကပေါလေးကိုမြင်သွားပြီးတော့ချစ်စရာကောင်းလိုက်တာလို့ပြောကကိုင်ကြည့်နေခဲ့ပါတယ်။ဒါမဲ့ငကားလေးကတော့တာရှာကိုသဘောမကျပဲဗီဗီယွန်းကိုသွားပြတဲ့ခါမှာတော့အံဩလုံးလို့နှလုံးရောကတော့ဖောက်တော့မလို့ဖြစ်သွားခဲ့ရပါတယ်။သူကငကားဆိုတော့တခြားသူတွေတီသွားရင်ကြောက်လန့်နေမှာဆိုတာကြောင့်ဘသူမှမပြောပြပဲဒီတိုင်းရှားပါတဲ့မော်တော်ဝါတကောင်ပဲလို့ပြောဖို့မှာနေခဲ့ပါတယ်။ ဒီနေ့အသင်ခန်းစာကတော့ base တန်မှာတားရဲ့ထိန်းချောင်းသူတယောက်စားဖြစ်သွားတာကြောင့်တားရဲ့ဆွမ်းနဲ့မာနာဆွမ်းကိုအတူတူအသုံးချမယ်လို့ပြောပြပြီးဗီဗီယွန်ကတားရဲ့ကောင်နဲ့ပေါင်းစပ်လိုက်ကအားကိုတိုက်ခိုက်ဖို့လုပ်လိုက်ပါတယ်ဗီဗီယွန်ရဲ့ကြောက်စရာကောင်းတဲ့ပုံနဲ့အရေးငွေတွေလိုတိုက်ခိုက်မှုတွေကြောင့်အားကအဆုံးပေးလိုက်ပြီးတော့ဗီဗီယွန်ကသူ့ရဲ့ဆွမ်းရင်ကကြက်တဲ့တားရဲ့ဆွမ်းရင်ဖြစ်တယ်လို့ပြောပြလိုက်ပြီးတော့သူထုံသုံးတာကသူ့ရဲ့မန်နာတွေအများကြီးကုန်ခန်းစေတယ်လို့ရှင်းပြလိုက်ပါတယ်အဲနောက်တော့အားကပို့ပြီးတော့လေ့ကျင့်လာနေပြီးတာမန်အချိန်လေးတွေကိုတော့ကလေးတယောက်လိုပဲကုံဆုံးစေခဲ့ပါတယ် တားရစွမ်းကိုလည်းတစ်ဖေးနဲ့သုံးလာနေနိုင်တာကြောင့်ရင်ဘတ်အောင်းနဲ့ယောဂါလည်းပျောက်ဆုံးသွားခဲ့ပါတော့တယ်။တာရှာအတယောက်သူမနဲ့ဂိမ်းဆော့ရင်အရှုံးမပေးတာကြောင့်စိတ်ကောက်နေပါတယ်။အက်ကလည်းအနောက်ကနေလိုက်ချော့နေတဲ့ဖေရီနဲ့ထပ်ပြီးတော့ဝင်တိုက်ခဲ့ပြန်ပါတယ်။ဖေရီကအက်ကိုမြင်တော့အရင်လိုပဲလူသားမျိုးမျိုးနှိမ့်လေးပါညာနဲ့အထိုးခန္ဓာတော်မှထပ်ပြီးတော့အာချောင်းနေပြန်ပါတယ်။သူကအက်ကိုငါပူတန်ပါလာပြီးကွာအသေးတီးပေးလိုက်မယ်ဘာညာလို့ပြောနေပေမဲ့တခြားတဲ့နဲ့သူပဲမှောက်သွားပြန်ပါတယ်။အက်ကတော့သူ့ကိုဘယ်သူမှန်းအောင်မမှတ်မိပါဘူး။နောက်တော့မှဖေရီမန်တိသွားပြီးတော့ထူပေးလိုက်ကကောင်းကောင်းမိတ်ဆက်လိုက်တာကြောင့် အားနဲ့ဖေးရီတို့ခင်သွားခဲ့ကြပါလိမ့်ပြီးတော့ဖေးရီရဲ့တငယ်ချင်းကောင်မလေးတယောက်ကဖေးဖေးလို့ခေါ်လို့ရတော့လို့ဝင်ဆလိုက်ပြီးအက်ကလူငယ်ရင်ချင်းမှုဖလဲပွဲမှာပါကြမှာလားလို့မေးလိုက်တာကြောင့်ဖေးရီကသူတို့ကတန်မတ်နေနဲ့ရွေးချယ်ခံရတာဖြစ်တယ်လို့ပြောပြလိုက်ပါလိမ့်အချိန်ဖေးရီကအားနဲ့နဲ့မင်းသမီးလေးကိုတေချာကာကွယ်ပေးမယ်လို့တာရှာကိုသွားကျူနေခဲ့ပြီးတော့တာရှာလဲငါများအားနဲ့လေးပါလေးနဲ့လို့ပြောလိုက်ကလက်သီးချက်ထပ်ကျွေးလိုက်တာကြောင့်လေပင်ပေါ်မှာလွင့်နေတဲ့ငါလေးဆိုပြီးတော့ဖြစ်သွားခဲ့ရပါတော့ဒီကမှာတော့အက်ကတာရှာကိုဆွဲခေါ်ထုတ်သွားခဲ့ရတာပါ ိုင်နာမှာတော့အက်ကာတာရှာကိုမေးသမီးလုပ်တဲ့သူကကိုယ့်ရဲ့တိုင်းသူပြည်သားကိုထိုးရလားဆိုပြီးတော့စူပူကျိမောင်းနေတာကြောင့်တာရှာအစတွေကမှနေရအိမ်ပြန်တော့မှမလို့စိတ်မကြည်တော့သူကလာဆနေရကိုလို့ငိုယိုပြောပြပြီးတော့ဦးလေးကြီးလိုအက်ကိုခေါ်ကထွက်သွားခဲ့ပါတယ်။အဲဒီညမှာတော့တာရှာငိုနေတော့ဖြစ်ပြီးတော့အက်ကပရင်းပေါက်ကနေရောက်လာခဲ့ကဒေါ့အထဲကိုလမ်းလျှောက်သွားကြမလားလို့ပြောကအတူတူထွက်လာခဲ့ကြပါတော့တယ်။အက်ကဒေါ့ရဲကတော်ဝါလေးတွေကိုလိုက်ပြခဲ့ပြီးတော့တာရှာအိမ်ငိုက်နေပြီမဲ့အန်နဲ့တူတူပြင်ထွက်လာတာကြောင့်အပျော်လွန်နေခဲ့ပါတယ်။ ဒါစားအချင်းမှုတုနဲ့အပင်တွေလဲတရေလို့ထင်ကအော်နေခဲ့ပြီးတော့အက်ကဒီရွယ်ဒီတရေကြောင့်နေတုံးလားလို့စားလိုက်ပါတယ်။ဒါစားအက်ကိုလူသားတိုင်းမိကဘလိုမျိုးလဲလို့မေးလိုက်ပြီးအက်ကတော့မတည်ဘူးလို့ပဲပြန်ဖြေခဲ့ပါတယ်။ဒါစားဒါဆိုဒီမှာပဲတသက်လုံးနေလိုက်လို့ရတာပဲလို့ပြောကအိပ်ပျော်သွားခဲ့ပြီးတော့နောက်နေ့မနက်မှာတော့အိမ်ပြန်မှုထုတ်ပိုးတွေပြင်နေခဲ့ပါတယ်။ VPN ကအက်ကိုတန်လိုက်အိမ်မြောင်တစ်ခုလက်ဆောင်ထည့်ပေးလိုက်ပြီးအက်ကဒါစားကိုမတွေ့တာကြောင့်"သူမဘယ်မှာလဲ"လို့မေးလိုက်ပါတယ်။ဒီလိုနဲ့ဂိတ်တကားကပွင့်သွားခဲ့ပြီးတော့ဒါစားအက်ကိုအော်ခေါ်ရင်း ငိုပြီးတော့ထွက်လာခဲ့ကဂူဆိုင်မယ်နော်လွမ်းနေမယ်နော်ဆိုပြီးတော့ပြောနေခဲ့ပါတယ်။အဲကလည်းဖတ်ထားခဲ့လိုက်ပြီးတော့လွမ်းနေမယ်နော်လို့ပြောခဲ့လိုက်ကဒီအချိန်မှာပဲဒီဇယ်လန်လေးကတလောက်နဲ့အဆုံးသတ်တခန်းရထားပါတယ်ခင်ဗျာ။